ဒီနေ့ပွဲမှာမီယာတာကခပတ်ကိုလူယူပြီး OVB ရဲ့ချန်ပီယံအသစ်ဖြစ်လာမလားအာနိကပဲမိချောင်းတကောင်လိုမီယာတာကိုဝါမြုပ်သွားမလားဆိုတာစောင့်ကြည့်ကြရမှာပါပထမအချီစားရတဲ့အခါချန်ပီယံဘက်ကစတင်လှုပ်ရှားလာခဲ့ပြီးမီယာတာရှောင်းနေရင်းနဲ့ကာထားတာတောင်အာနိရဲ့ဝိုင်လက်ဒီကြောင့်ဂျိုဒန်ဘက်လွန့်သွားပါသည်တစားထဲမှာပဲမီယာတာပြန်မထိုးနိုင်အောင်အာနိရဖိထိုးထားပေမဲ့အမြင်အာရုံနဲ့အရှောင်အတင်းကောင်းတဲ့မီယာတာကတလပပလေးပဲကောင်းနာထိုးပြသွားပါသည် အာနိကချက်ချင်းပြန်ထိုးပေးမယ်လေနေရလွတ်သွားတဲ့အချိန်မိရတားကအာနိအနောက်ဘက်ကိုရောက်သွားပါရင်အာနိကသူ့ရဲ့အရှိကနေရုတ်တရက်ပြောက်ွက်သွားနိုင်တဲ့ပြိုင်ဘက်ကိုပထမဦးဆုံးမြင်ဘူးလားဖြစ်လို့မိရတားကိုရှော့မတွက်တဲ့မှုဆိုတာသဘောပေါက်လိုက်ပါရင် အခုကစပြီးအာနိကအတီထိုးတော့မယ်ဆိုတာဒါခါမူရတို့သိလိုက်ပေမဲ့မိယတာကတော့နီးပြပြောတဲ့အတိုင်းအာနိရဲ့လှုပ်ရှားမှုတွေကိုလေ့လာအောင်ပါပါအာနိရဲ့ဒဲလက်သီးတွေကိုရှောင်းနေတုံးမှာပဲတစ်ချက်ထိသွားတာကြောင့်ရှောင်းထွားဖို့လုပ်ပေမဲ့အာနိရဲ့ဘဲညာဝိုက်လက်သီးတွေကမိယတာကိုကြောင်ပိတ်ထားပါလိမ့်။အာနိကမိယတာပြန်မထိုးနိုင်အောင်ဇက်တိုက်ထိုးနေတုံးမှာမိယတာကခုခတ်ပြီးလေးလက်တာကိုရက်လိုက်ကအပြန်အလှန်ထိုးလာခဲ့ပါလိမ့်။တယောက်တစ်ပြန်ထိုးနေကြရင်အာနိရဲ့ထိုးချက်တွေကိုလေးလက်ခဲ့တဲ့မိယတာအသာသီးရလာခဲ့ပြီးကောင်းနာတွေနဲ့ဇက်တိုက်ထိုးပါလိမ့်။အာနိကလည်းအတူတူ ရှင်ထိုးရတာမီယာတားရဲ့ထိုးချက်တွေကပုံမြန်နေဆိုတာကိုသိလိုက်ပြီးအဲ့အချိန်မီယာတားကနှကန်ကသူတွေကိုတုတ်လိုက်ကအရှိ့ကိုကားညွန့်ထားတဲ့ Detroit Style နဲ့အသည့်ပြင်လိုက်ပါလိမီယာတားရဲ့ဒီလိုပုံစံကိုမမြင်ဘူးတဲ့ပရိသတ်တွေလည်းတခုခုထူးခြားတော့မယ်ဆိုတာခံစားမိပြီးတိုက်စိတ်စွာနဲ့နောက်လာမယ့်အရာကိုစောင့်ကြည့်နေကြပါလိခဏတာတိုက်စိတ်သွားတဲ့အခိုင်အတန့်မှာနှစ်အောင်လုံးကတပြိုင်တည်းလှုပ်ရှားလာကြပြီးအာနီကညာဘက်ဝိုက်လက်သည်ထိုးလိုက်ပေမဲ့မီယာတားကကြက်ချစ်ကပုံစံ cross counter တုံးပြီးမျက်ခွက်ကိုထိုးချပေးလိုက်ကလဲကျသွားသေးခဲ့ပါလိအဲ့အခါမှာတော့ပရိသတ်တွေရဲ့အာ ပိတံတွေကျဲလောင်စွာထပ်ပေါ်လာခဲ့ပြီးမီယာတားရဲ့မျက်နှာကိုလည်းအာနိရဲ့ဝိုက်လက်သည်ကရှက်ထိခဲ့ပါသည်အာနိကလည်းမတက်ပြန်ရလာခဲ့ကြကြောင်းမီယာတားကတစ်ချက်ထင်းနဲ့မရသေးရင်နောက်ထပ်ထပ်ထုတ်ပေးဖို့တွေးထားပါသည်အဲဒါကြောင့်ပွဲပြန့်တရာနဲ့တီးဖို့လုပ်ပေမဲ့ပထမအချီပြီးသွားခဲ့ပါသည်မီယာတားကစပီးပို့သားရဲဆိုပေမဲ့တိတ်ပြီးတော့ကွာခြားတာမျိုးမဟုတ်ပဲအာနိဟာဘယ်ဘက်လက်ကိုပဲအတုံးပြူခဲ့ကြကြောင်းသူ့ရဲ့ဟန်ချက်ကိုဖမ်းနိုင်ခဲ့တာဖြစ်ပါသည်အာနိကတကယ်တမ်းမာတဲ့ပြိုင်ပွဲဖြစ်ပြီးသူ့ရဲ့နီးစနစ်တွေအကုန်လုံးကိုထုတ်မတုံရသေးတာကြောင့်မီယာတားအတွက်အမြင်အဆုံးသတ်နိုင်ဖို့ လိုအပ်ပါတယ်တဖက်ကအာနိကတော့မီယာတားရဲ့ညာဘက် cross ကောင်တာကြောင့်ထိခိုက်သွားခဲ့ရတာဆိုပေမဲ့မီယာတားရဲ့အမြန်နှောင်းကသူနဲ့တိတ်မကွာဘူးဆိုတာသိပါတယ်အဲဒါကြောင့်သူ့အနေနဲ့သူတွေဖုံးလန်းသွားသေးမယ်ဘလော်ဒီ cross ကိုသုံးဖို့အချိန်တန်ပြီလို့ပြောတော့စာကားကူကြီးကသဘောကျသွားပါတယ်ဒုတိယအစီအစာတဲ့အခါအာနိမှာထိခိုက်မှုတွေကြံနေသေးရမို့မီယာတားကအမြန်အဆုံးသတ်ဖို့ကြိုးစားပါတယ်ကောင်နာကျွမ်းကျင်တဲ့မီယာတားကကောင်နာထိုးချက်တွေကိုအမြဲတမ်းသုံးနေမှာမဟုတ်ပေမဲ့အဆုံးသတ်လက်သီးကတော့ကောင်နာထိုးချက်ပဲဖြစ်လိမ့်မယ်ဆိုပြီးအီဘိုကပြောပါတယ် မီယာတာကသူ့မှာအပြင်းပြင်းတောင်းစီရမလို့ပဲပြိုင်မက်ကိုအဆုံးသတ်နိုင်တဲ့ကောင်တာတွေရှိရဲဆိုပြီးပြောခဲ့တာကိုအီဘိုကမှတ်မိနေပါတယ်။အာနီရဲ့ဂျိုက်ထိုးချက်တွေက straight ထိုးချက်တွေလို့အပြင်းနေပေမဲ့လည်းမီယာတာကတော့အထာကြကြရှောင်ပြနေတာဖြစ်လို့ပြိုင်သက်တွေသဘောကျနေပါတယ်။အဲအချိန်မီယာတာကအာနီရဲ့ဒဲလက်တီကိုရှောင်ပြီး cross counter ထိုးလိုက်ပေမဲ့သူ့ရိရှန်ထွက်သွားတဲ့အထိအထိုးခံလိုက်ရပြီးဒူးထောက်ကျသွားရပါတယ်။ ဘလို့အထိုးခံလိုက်ရလဲဆိုတာဘသူမှမသိလိုက်ကြပဲပုံမှန်ဆိုရင်အမြဲတမ်းအဖြစ်ပေးနေတဲ့တာခါမီရာကတောင်အံ့ဩနေကြပါရင်မီယာတာကလည်းသူ့ဘက်က cross counter ထိုးလိုက်ပေမဲ့သူကိုယ်တိုင်ကဘလို့အထိုးခံလိုက်ရလဲဆိုတာမသိပဲဖြစ်နေပါရင်ဒါပေမဲ့ကြာရှုံရမယ့်အချိန်မဟုတ်သေးလို့အာယုံစိုက်ပြီးတော့ပြန်ထလာခဲ့ပြီးဒိုင်လူကြီးကပွဲပြန်တယ်ပေးလိုက်ပါရင်မီယာတာအပါအဝင်ဒီခန်းမထဲမှာရှိနေတဲ့လူတွေအကုန်လုံးကမီယာတာရဲ့ counter ထိုးချက်လွဲချော်ခဲ့ရလို့အထင်မှားနေကြကြောင်းနီးပြားကပြောပြလာခဲ့ပါရင် ချန်ပီယံအာနီကသူ့ဘက်ကနေအမြန်တော့မတာဘူးဆိုတာတိလီရဲနဲ့ဘာကြောင့်ဘယ်ဘက်လက်ကိုပဲအတုံပြူနေကြရလဲ။ကောင်နာဘောက်စာတွေကသူတို့ရဲ့ပြိုင်ဘက်ကိုစစ်စစ်ဆက်ဆက်လေးလာတတ်တယ်ဆိုတာကိုတိလီရဲနဲ့ဘာကြောင့်တုန်ကြီးတဲ့ထိုးချက်တွေကိုပဲထိုးနေကြရလဲ။နီးပြအနေနဲ့အဲ့ဒီမေကုန်းတွေကိုအရင်စဉ်းစားခဲ့တဲ့နာဖြစ်ပြီးစောစောတီးခဲ့တဲ့နာလို့တွေးနေပါနေ။မီယတာကတော့သူ့ပြိုင်ဘက်ရဲ့လှုပ်ရှားမှုတွေကိုထပ်မံလေးလာနေခဲ့ပေမဲ့မန်နေဂျာစာကားဂူချီကဘယ်ဘက်လက်ကိုပဲတုံးနေကြရဟာအလကားမဟုတ်ဘူးလို့ပြောပြီးကြိတ်ပြော်နေခဲ့ပါနေ။အာနီကမူလပုံစံအတိုင်းဘယ်ဘက်နဲ့ပဲထိုးနေကြ ဲ့တာကြောင့်မီယာတာအတွက်ထူးခြားမှုမရှိဘဲ cross counter နဲ့ထပ်ထိုးဖို့တွေးထားပါသည်တာခါမီရာကလည်းမီယာတာ cross counter ထပ်ထိုးရတဲ့အချိန်တေချာစောင့်ကြည့်ထားဖို့ ebro ကိုမှာနေပြီးသူတွေဖုံးလန်းသွားနိုင်ကြောင်းပြောပါသည် အဲ့ဒါကြောင့်အီဘိုစိုက်ပူနေတဲ့အချိန်မှာပဲမီယန်တာကအာနီရဲ့ဘယ်ဘယ်လက်ကိုကြော့ပြီး cross counter ထိုးလိုက်ပါသည်အာနီကသူ့ရဲ့ဘယ်ဘယ်လက်တံတောင်စစ်ကိုမြှင့်တင်ပြီးတော့မီယန်တာရဲ့ counter ကိုဖျက်လိုက်တာဖြစ်ပြီးတစက်ထဲမှာပဲပင်လက်သေးကျွေးလိုက်ကညက်ခွက်ကိုဇက်တိုက်တီးပါသည်အာနီကသူ့ရဲ့စီချက်တွေကိုမီယန်တာကိုတမင်လေးလခိုင်းသိခဲ့တာဖြစ်ပြီးဘယ်ဘယ်လက်နဲ့ပဲထိုးနေခဲ့တာကလည်းဒီလိုမျိုးအနိုင်ယူဖို့စီစဉ်ခဲ့တာဖြစ်ပါသည်အခုတော့အာနီရဲ့ power လက်သီးတွေကြောင့်မီယန်တာလဲကျသွားခဲ့ရပြီးနှာခေါင်းနဲ့ပါးစပ်တွေကနေသူ့ရဲ့စီချက်လာခဲ့ပါသည်တံတောင်စစ်ကိုမြှင့်တင်ပြီး ော့မိရတားရဲ့ကောင်းတာကိုဖျက်ဆီးပြီးတစ်သက်ထဲမှာပဲမေယိုးကိုအပြင်းပြင်းနဲ့ထိုးဖို့ဆိုတာမလွယ်ကူတာမို့ချန်ပီယံအာနီကတကယ်တမ်းပါတယ်ဆိုပြီးတာခါမူရာကပြောပါရင်မိရတားအတွက်လက်စားချေချင်ရင်အာနီကိုစောင့်ကြည့်ဖို့လိုအပ်တယ်လို့တာခါမူရာကပြောတော့အီဘိုးကဒီစကားကိုလက်မခံပဲမိရတားဟာဒီလိုမျိုးအဆုံးသတ်မှမဟုတ်ဘူးဆိုပြီးပြောပါရင်မိရတားကလည်းကောင်းတာကြောင့်ညံ့မာတယ်ဆိုပေမဲ့သူ့လူကောင်ရဲ့ကောင်းတာကအပြက်ခံလိုက်ရတာဖြစ်လို့ခံမြင့်စွာနဲ့ချန်ပီယံကိုရိုက်ပုတ်နေခဲ့ရင်ဒီလိုမျိုးအရှုံးမခံနိုင်ဘူးလို့တွေးနေခဲ့ပါရင်ဒါပေမဲ့လည်းသူတွေစီးကြနေတော့မဖြစ် ပြီးပြည်သက်တွေကပြန်ထလာဖို့အားပေးနေကြကသူ့အဖေနီးပြားကလည်းစိတ်ပူနေရပါသည် ဖာဂါဂူဂျီကလည်းမီယာဒမတက်ပြရန်နိုင်ရင်တောင်ဘာမှပြန်လုံးနိုင်မှာမဟုတ်တော့ဘူးလို့တွေးနေပါရင်မီယာဒပြန်ထလာခဲ့ပေမဲ့လည်းသူ့ရဲ့ cross counter ကအလုပ်ဖြစ်တော့မှာမဟုတ်ပဲပွဲပြန်ဆတာနဲ့အာနီကပြေးထိုးပါရင်ဒီဒုတိယအစီအတွဲမှာမီယာဒနောက်တစ်ခါလဲကြရင်အရှုံးပေးရတော့မှာဖြစ်ပါရင်အာနီရဲ့ထိုးချက်တွေကြောင့်မီယာဒဂျိုဒန်ဘက်မှပိတ်မိသွားပြီးပရိသတ်တွေကရှောင်ထွက်ဖို့အပြောနေကြပေမဲ့မီယာဒကတော့ရသလောက်ပြန်ထိုးနေပါရင်ဒါပေမဲ့ထိခိုက်မှုတွေကြောင့်စပီနေနေတဲ့မီယာဒရဲ့ထိုးချက်တွေကအာနီအပေါ်အလုံးမဖြစ်ပဲအာနီက ပဲညနာကိုတဲထိုးနေခဲ့ပါသည်စကတ်မိုင်မဲ့လူရောတဲ့အချိန်အတွင်းမှာမိရတာတယောက်တောင်းခံပြီးတော့စူးစမ်းခဲ့ပေမဲ့ အာနိယဖီယာပေမှုတွေကြောင့်ပဲလဲကျသွားခဲ့ရပါလိမ့်အဲဒါကြောင့်ပရိသတ်တွေနဲ့အတူအီဘိုကမိယတရှုံနှိမ့်သွားပြီလို့ထင်လိုက်ပေမဲ့ဒိုင်လူကြီးကလဲကျသွားတာမဟုတ်ပဲခြေချော်သွားတာဆိုပြီးသတ်မှတ်ပေးလိုက်ကဒုတိယအချီလည်းပြီးဆုံးသွားခဲ့ပါလိမ့်ပရိသတ်တွေရဲ့အမြင်မှာမိယတဟာအခုလိုမျိုးမစင်မချင်းအကြံပတန်းလှုပ်တာမျိုးမရှိခဲ့ဘူးလို့မေကွန်ထုတ်စီရာဖြစ်နေပါလိမ့်မိယတအတွက်ကတော့သူ့ရဲ့ကောင်းတာဖြတ်သီးခံလိုက်ရလို့ခံမြင်ခဲ့တဲ့ဒေါသတွေကြောင့်ပဲမတက်ပြန်နိုင်နေခဲ့တာဖြစ်ကြောင်းတခါမူရာကပြောပြပါလိမ့် ကောင်နာတွေကမီယတာရဲ့ဂုံယူရတဲ့အရာတွေဆိုတာအီဘိုကအတိဆုံးပါတတိယအချိန်မတိုင်ခင်မီယတာတယောက်ဘလောက်အထိတက်လုံပြန်ကောင်းနိုင်မလဲထိခိုက်မှုတွေဘလောက်အထိတတ်တတ်နိုင်မလဲဆိုတာတွေကအဖြစ်တစ်ခုပေးလိုက်မယ်လို့အီဘိုကပြောပါရင်မီယတာကဝိထိန်ခဲ့ရလို့ပင်မှန်ခဲ့တဲ့အပြင်ထိခိုက်မှုအကြီးစားတွေခံခဲ့ရတာကြောင့်တက်လုံကတော့အမြန်ပြန်ကောင်းလာမှာမဟုတ်ဘူးဆိုပြီးခီမူရာကတွေးထားပါရင်စာကားကူကြီးကမီယတာရဲ့ကောင်နာကိုပိတ်ထနိုင်ခဲ့ပြီးမီယတာရဲ့ခန္ဓာကိုယ်ကလည်းဆုတ်ပြတ်နေပြီမို့အခုဆိုရင်တဲအိတ်တတာပဲဖြစ်နေပြီဆိုကစော်ကားပြောဆိုနေ ေပါသည်အာနိကတော့ပုဇော့နန်နေတဲ့စကားကူကြီးရဲ့ပါဇက်ကိုပိတ်ထခိုင်းလိုက်ပြီးသူ့အတွက်ဒီလိုမျိုးရရင်နဲ့ပြိုင်ဘက်ကိုပထမဆုံးတွေးရတာဖြစ်လို့လေးစားမှုကိုပြသဖို့အတွက်အစွမ်းကုန်ထုတ်သွင်းပြီးမိယတာကိုအလဲထိုးမယ်လို့ပြောပါသည်အဲ့ဒါအပြင်စကားကူကြီးကသူ့ရဲ့စီးပွားရေးအတွက်အာနိကိုအတုံးချနေတာဖြစ်လို့ရတန်းကရလိုက်ဖို့အာနိကပြောပါသည်အပြင်အထက်ခံထားရတဲ့မိယတာကမိနေရတဲ့ထိုးချက်တွေကိုတော့မရှောင်နိုင်ခဲ့တာကြောင့်သူ့အတွက်အတော်လေးခက်ခဲနေပြီဖြစ်ပါသည်ဒါပေမဲ့သူ့ဘဝကိုရေစုံမျောရမယ်ဆိုရင်တော့ဒီဘဝကိုဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီး ီးကျိုးစားနေတဲ့တွေကံကောင်းချင်းတွေရောက်လာအောင်မှလို့တွေးနေပါသည် တာဖြည့်သူရဲ့အတွေ့အကြုံကိုသိနေတဲ့နီးပြကလက်ကီဖိုက်ကိုမျော်လင့်နေရလားလို့မေးပါရင်မိရတဟအရှက်မရချင်တာကြောင့်ဂုံယူဖို့ကောင်းတဲ့အရှုံးကိုပဲရွေးချယ်ဖို့သူ့ကိုယ်သူအန်နီရဲတဲ့တွန်းဖို့တက်ပါရင်တစ်ချိန်လုံးကဘောက်ဆာတယောက်ဖြစ်ခဲ့ဘူးတဲ့နီးပြကလည်းသူတတိထားမိတဲ့အရာတစ်ခုကိုပြောပြလာပါရင်အဲ့ဒါကတော့ဘောက်ဆင်းလောကမှာလက်ကီဖိုက်ဆိုတာမရှိပဲနီးပြအနာယူလုံးကလည်းသူ့ပြိုင်ပွဲရဲ့လက်ကီဖိုက်အပေါ်ကွန်ပလိန်တက်ခဲ့ဘူးပါရင်ဒါပေမဲ့ပြိုင်ပွဲအပေါ်အရှုံးပေးပြီးသားဘောက်ဆာတယောက်ရဲ့လက်သီးကဘယ်တော့မှထိကြောက်မှာမဟုတ်ပဲထိခဲ့ရင်တောင်သူ့ပြိုင်ဘက်ကိုအလဲ ဲထိုးနိုင်မှာမဟုတ်ဘူးလို့ပြောပြပါရီဘောက်ဆာအချို့ကသူတို့ရဲ့ဂုံတရည်ကြီးမဖို့တိုက်ခိုက်ကြပြီးအချို့ကတော့ပတ်စံအတွေ့တိုက်ခိုက်ကြပါရီဘာပဲဖြစ်ဖြစ်သူတို့ရဲ့အကြောင်းပြချက်ကိုဒီနဲ့အပြင်းအထန်လှည့်ကျင်းခဲ့ကြရင်ခံစားချက်တွေကိုလက်သီးထဲမှာထည့်ပြီးတဲအိတ်ကိုအကြိမ်ထောင်ထောင်ပေါင်းများစွာထိုးနှက်ခဲ့ကြပါရီအဲ့ဒီလိုလက်သီးတွေကစက္ကန့်ဆန်အောင်တို့ပြီးပြိုင်မဲ့အပ်ပေါ်ထိရောက်ခဲ့တာဟာအကြိမ်ထောင်ထောင်ပေါင်းများစွာလေ့ကျင့်ခဲ့ရတဲ့လက်သီးတွေကအသက်ဝင်နေခဲ့တာဖြစ်ပါရင်နောက်ဆုံးအချိန်အထိအရှုံးမပေးတတ်တဲ့အသက်ဝင်နေတဲ့လက်သီးတွေကပဲအပ်ပွဲအရာတွေကိုဖန်တီးပေးတာဆိုပြီးနီးပြားက သူသားကိုရှင်းပြပါရင်ပြောချင်းတဲ့အသေးပဲကတော့ဘောင်းစင်းလောကမှာ lucky fan ဆိုတာမရှိပဲအပြင်အထံကြိုးစားခဲ့တဲ့ကိုယ့်ရဲ့လက်သီးတွေကပဲအဲ့ဒီ lucky fan တွေကိုဖန်တီးလိုက်တာဖြစ်ပါရင်သူ့အဖေရဲ့စကားတွေကြောင့်အားတက်သွားတဲ့မိရတာလဲသူ့မှာဒီပွဲကိုနိုင်အောင်လုပ်ဖို့အကြောင်းပြချက်ရှိနေရာကြောင့်အစွမ်းကုန်ကြိုးစားသွားတော့မှာဖြစ်ပါရင်နားချိန်ပြေးသွားတော့မိရတာကသူ့ရဲ့လက်သီးတွေကရောအသက်ဝင်နေရဲ့လားဆိုတာစောင့်ကြည့်ပေးဖို့အဖေဖြစ်သူကိုပြောခဲ့ပါရင် ထိခိုက်မှုတွေရရှိထားတဲ့မီယာတာကိုအာနိကအလဲထိုးနိုင်သွားမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပြီးတတိယအခြေစားတဲ့အခါတယောက်နဲ့တယောက်စိုက်ကြည့်နေကြပါလိမ့် မီယာတာဘကကောင်နာရီအပိတ်ခံထားရတဲ့အပြင်ထိခိုက်မှုတွေလည်းရှိနေတာမို့ဘာတွေလုပ်ပြအောင်မလဲဆိုတာအီဘိုကစောင့်ကြည့်နေပါလိမ့်မီယာတာဘကလင်းမြန်လုံးနဲ့ဝန်တူထိုးချမ်းနဲ့စတင်ခဲ့ပြီးခံထားရပေမဲ့လည်းအခုထိလက်သီးတွေထုံးနိုင်နေတုံးပဲဖြစ်ပါလိမ့်အဲဒါကြောင့်အောက်ဆုံးရောက်နေတဲ့အချိန်မှတောင်အပြင်းအထန်ကြိုးစားနေတဲ့မီယာတာကိုအာနီကလေးစားမိနေပြီးအနိုင်ရလုပ်စိတ်ပြင်းပြနေတဲ့မျက်လုံးတွေကိုမြင်နေရပါလိမ့်အထိုးခံလိုက်ရတော့သူ့ဘက်ကနေပြန်မလို့ရင်တပန်းရှုံသွားလိမ့်မယ်ဆိုပြီးပြန်ထိုးလာတဲ့အခါအပြင်းအလန့်ထိုးချက်တွေမြန်ဆိုင်လာခဲ့ပါလိမ့်မီယာတာကသူမြင် င်နေရတဲ့ထိုးချက်ကိုတော့မရှောင်နိုင်လိုက်လို့ပို့ပြီးတော့အာယုံဆိုင်လိုက်ပြီးအာနိရဲ့မျက်နှာကိုတုံးချက်ဆင်းထုံနိုင်လိုက်ပါသည်စကားကူကြီးကမီယာတာကိုအမြန်အလဲထိုးစေခြင်းနဲ့အပြင်အာနိကိုအတုံးချပြီးပတ်စံတွေရှာအောင်မဲ့လို့တွင်းနေပါသည်အတာသီးရနေတဲ့မီယာတာကအာနိကိုဖိထုတ်နေတုန်းမှအာနိကလည်းခုခံနေရင်းနဲ့မီယာတာရဲ့လွတ်နေတဲ့ body ကိုတွေးလိုက်ပါသည်မီယာတာကအခွန်အရေးရတဲ့ cross ကောင်တာထိုးခြင်းပေမဲ့အပိတ်ခံထားရတာဖြစ်လို့အနောက်ဆုတ်လိုက်ချိန်မှာအာနိကသူ့ရဲ့ body ကိုအားရပါးရထိုးပေးလိုက်ပါသည် တစားထဲမှာပဲမျက်နှာကိုဝိုက်လက်သည့်အနေငယ်ကျွေးလိုက်ပြီးနောက်မိရတ္တကိုအလဲထိုးနိုင်ပြီလို့ထင်သွားပါသည် အဲ့အချိန်မိယတာကသူ့ကိုယ်သူပြန်ထိုင်ပြီးထိုးလိုက်ပေမဲ့ထိုးချက်တွေမှာအမပသွားခဲ့ပဲအနိကတော့မိယတာကိုဘယ်အရာတွေကများတွန်းအားပေးနေလဲဆိုတာသိချင်မိနေပါတယ်မိယတာက professional နဲ့ကျုံဝိုင်းထဲမှာပြန်တွေ့ကြမယ်ဆိုပြီးအီပိုနဲ့ဂတိပေးခဲ့ပေမဲ့အဲ့ဒီဂတိကအခုထိမဖြစ်မြောက်သေးရကြောင်းအသေးအတန်စူးစမ်းနေတာဖြစ်ပါတယ်မိယတာရဲ့စိတ်ဓာတ်တွေပြင်းထန်နေပေမဲ့လည်းအနိကတော့သူ့ခဘက်ကိုကာကွယ်ဖို့အတွက်အဆုံးသတ်ဖို့လှုပ်တည့်ရအခါမိယတာကလည်းကောင်းနာပြန်ထိုးတော်မယ့်အချိန်တတိယအချိန်ပြီးသွားခဲ့ပါတယ်ဒီအချိန်အတွင်းမှာမိယတာကိုအလဲထိုးနိုင် ုင်ဖို့အာနီမှာအခွင့်အရေးတွေရှိခဲ့ပေမဲ့လည်းမလုံနိုင်ခဲ့တာကြောင့်အာနီရဲ့ဘောက်သားတန်ဖိုးတွေကြာဆင်းသွားမှာကိုဆာဂါကူဂျီယာစိုးရိမ်နေပါရင်းအဲဒါကြောင့်အာနီကနောက်တချီမှာမီယာတာကိုအလဲထိုးမယ်လို့ပြောပေမဲ့သူ့ရဲ့ဘောက်သားခံစားချက်တွေကိုထက်မတွက်ပေးရဲ့ဆာဂါကူဂျီနဲ့အလုတ်တွဲမလုတ်ချင်တော့ဘူးလို့ပြောလိုက်ပါရင်းဆာဂါကူဂျီယာလည်းအာနီကိုအလုံမပေးချင်လို့စာချုပ်နဲ့ချင်းချောင်းနေပြီးသူ့လိုမျိုးဘောက်စင်းကိုစီးပွားရေးအနေနဲ့ပဲကြည့်တတ်တဲ့မန်နေဂျာကအာနီအတွက်အကောင်ဆုံးပြိုင်ဘက်ကိုရှာပေးခဲ့လို့အာနီကတော့ကျေးဇူးပဲလို့ပြောလိုက်ပါရင်းမီယာတာကခြေကုန်လက်ပတ်ကျနေပြီဖြစ်ပြီး ီးခဏလောက်အနားယူလိုက်ရတဲ့အတွက်ကောင်တာတစ်ချက်စာလောက်ပြန်ထိုးနိုင်မယ်လို့တွေးထားပါသည် တကူလုံးကအားရစုပြီးထိုးမဲ့ကောင်းတာတစ်ချက်ကပဲပြိုင်မဲကိုလဲကျသွားသေးမယ်ဆိုရင်လုံလောက်ပြီလို့ပြောပါသည်လေးချင်းမြောက်စားတဲ့အခါဒီပွဲကိုအီဘိုကြီးနေမယ်ဆိုတာသိတဲ့မီယာတာကသူတို့ရဲ့ကလေးကိုမမေ့ဘူးလို့ပြောရင်ပြိုင်မဲကိုစင်ခေါ်နေပါသည်အနီကလည်းမြန်ဆန်လုံးနဲ့ဘဲညာလက်သီးဝိနဲ့တိုက်ခိုက်လာခဲ့ပြီးသူဟာ OBV ရဲ့ခပတ်ကိုကာကွယ်နေတာမဟုတ်ဘဲကမ္ဘာချန်ပီယံပွဲစဉ်တွေကိုတက်လှမ်းဖို့တိုက်စစ်ဆင်နေတယ်လို့တွေးထားပါတယ်။အဲနောက်မီယာတာကိုဂျိုရန်ဘက်မှပိတ်ထုတ်နေခဲ့ပြီးမီယာတာအတွက်တေရဝင်းနဲ့ဝင်ရတော့မယ်ဆိုရင်တောင်သူ့ရဲ့ကောင်းတာထိုးချက်ကိုတုံးရတော့မှလို့ အီဘိုကတွင်းနေပါသည်အဲ့အချင်းအာနိကနန်ယိုးကိုထိုးလိုက်ပြီးနောက်မျက်ခွက်ကိုဒဲထိုးပစ်လိုက်တာကြောင့်မီယတ်တလည်းသူ့ကိုယ်သူဒီလောက်ဖယ်လာဆိုပြီးတွင်းနေပါသည် ဒါပေမဲ့သူ့မှာလက်သီးတစ်ချက်အတွက်လုံလောက်တဲ့စွမ်းအင်တွေရှိနေရာကြောင့်အဆုံးမသက်သေးဘူးဆိုပြီးအာနီကို cross counter နဲ့ထိုးပေးလိုက်ပါလိ။အာနီကသူ့ရဲ့နီးစနစ်အတိုင်းဘယ်ဘက်တောင်ကိုမြင့်တင်ပြီးတားဆီးလိုက်ပေမဲ့မိရတန်းကဒဂိုလုံးကအာရီကိုအဲ့ဒီလက်သီးတွေတိုးမို့နေခဲ့ပြီးတော့အာနီကိုလက်ကျသွားစေတဲ့အထိမျက်ခွက်ကိုထိုးချပေးလိုက်ပါလိ။မထင်ထားတဲ့အပြောင်းအလဲကြောင့်အကောင်လုံးအံ့ဩသွားကြပြီးဒိုင်လူကြီးအမတ်ရင်နေချိန်မှာမိရတန်းကသူ့နေရာမှာစောင့်ရင်းအနားယူပါလိ။မိရတန်းက cross counter အပေါ်အလောင်းအစားလုပ်ခဲ့တာဖြစ်ပြီးတစ်ချက်လောက်သာမှားသွားခဲ့ရင်လက်ကျ ြသွားရမယ့်သူကမိရတာဖြစ်ပါလိမ့်။အဲ့လိုမျိုးအခက်အခဲတွေကြာကနေအသုံးပြုသွားခဲ့တဲ့ကောင်နာထိုးချက်ကစောင်းရမ်းမိုက်လို့နေလို့အီဘိုကပြောပါတယ်။တကယ်တော့အဲ့ဒီထိုးချက်က cross ကောင်နာမဟုတ်ပဲမိရတာရဲ့တကူလုံးကအားရီကိုလက်သီးထဲထည့်လိုက်တဲ့ဂျော့ကောင်နာဖြစ်ပါလိမ့်။မိရတာရဲ့အသက်ရှင်ပြီးထိုးခဲ့ရတဲ့ထိုးချက်ဖြစ်တယ်လို့အကောင်ဆုံးထိုးချက်ဖြစ်ပေမဲ့လည်းအာနိကစ조사ပြီးတော့ပြန်ထလာခဲ့တာကြောင့်မိရတာနဲ့သူ့အဖေလည်းအံ့ဩနေကြရပါသည်။ ဒါပေမဲ့အာနိကမတက်ဆန်းနိုင်ခဲ့ပြီးမှအယုတ်ကျိုးပြက်သလိုပြန်လဲလဲကျသွားခဲ့ကဒိုင်းကလည်းပေါ်ရက်လိုက်တာကြောင့်မိယတ်တာအနိုင်ရရှိသွားပါသည်ချမ်ပီယံလူပွဲလေးကြီးမြောက်တမနေနဲ့34စက္ကန့်မှာမိယတ်တာကကြောကောင်တော်အတုံးချကချမ်ပီယံကိုအလဲထိုးပြီး OBV ရဲ့ချမ်ပီယံအသစ်ဖြစ်လာခဲ့ပါသည်